မြောက်ပိုင်းမဟာမိတ်တုံးပွဲကစတင်လိုက်တဲ့ထုံ20ခုစစ်စင်ရေးဟာຫນွေဦးတော်လန်ရေးအပေါ်ဘလို့အကျိုးတက်ရောက်မှုတွေရှိလာစေပါဒလဲစစ်စင်ရေးနှင်းနေပြေချိန်မှာပြောင်းလဲလာတဲ့စစ်မျက်နှာပထဝီနိုင်ငံရေးနဲ့တရုတ်ရဲ့ပါဝင်ဆွတ်ဖတ်မှုတွေအပြင်လက်ရှိအခြေအနေတွေဘလို့ရှိနေပါဒလဲလေ့လာကြည့်ရအောင်ပါပြီးခဲ့တဲ့နှင်းနှင်း2023ခုနှစ်အော်တိုဘာ29ရက်နေ့အရွန်ဦးမှာမြောက်ပိုင်းမဟာမိတ်တုံးပွဲဖြစ်တဲ့ကိုကန်တက် MNDAA တအားငမျိုးသားလွတ်မြောက်ရေးတက်မတော့ TNLA မှာအာခတ်တတော် AA ရုကရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့စစ်စခန်းတွေကိုတပြိုင်တည်းဝန်တိုက်ခဲ့ပြီးတရုတ်မြန်မာနယ်စပ်ကချင်းရွှေဟော်မြို့ကိုတရက်တည်းတင်ပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တဆယ်နှစ်ခွန်စစ်စင်ရေးစတင်ကြောင်းကြေညာခဲ့ပြီးအပြင်းထန်ထိုးစစ်ဆင်ခဲ့ကြတဲ့တနုဝင်းကျင်အတွေ့လာရှိုးမူဇယ်ပြည်တော်စုလမ်းမကြီးရှမ်းမြောက်တစ်ခုလုံးနီးပါးနဲ့အရှိမောက်တိုင်းစစ်ထနာကျိုးအထည်ကိုစက်တိုက်သိမ်းပိုက်ခဲ့ကြပါတယ်။ ီထိုးစစ်ဟာနှစ်နှစ်ကျော်ကြာတုံဆိုင်နေခဲ့တဲ့နှွေဦးတော်လန်ရဲ့အတွေ့ကြီးမားတဲ့တုံအားတရခစ်စေခဲ့ဒီအရင်ကအခုကန်စစ်သားဆင်နွှဲနေခဲ့တဲ့အညာအခြေဆိုင်တော်လန်ကြီးတပ်ဖွဲ့တွေကိုပါမြို့တွေစခန်းတွေတိမ့်ပိုက်နိုင်ဖို့တုံအားဖြစ်စေခဲ့ပါတယ် ရင်းမပင်အခြေဆိုင် PDF ကိုခိုင်းကတိုင်းတာလက်နက်ကိုင်အဖွဲ့တွေမှာတဆယ်မနှစ်ဆက်ခွန်စစ်စင်ကြီးထစ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အညာတေတော့မှာပို့ပြီးတော့စီးရီးအရာအားကောင်းလာတဲ့အနေအထားတွေရှိတယ်တိုင်းတာလက်နက်ကိုင်တွေဥဆောင်ပြီးတော့မြို့တွေကိုတမျိုးပြီးတမျိုးသိမ်းတယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အညာမှာရှိတဲ့ PDF တွေကစုပေါင်းပြီးတော့ပေါ့နော်စစ်ကောင်စီတပ်စခန်းတွေကိုတဆင်ပြီးတဆင်သိမ်းပိုက်တဲ့ဟာတွေလည်းရှိလာခဲ့တယ်ပေါ့ ကျွန်တော်တို့အညာမှာလိုအပ်နေတာကတရင်တစ်ခုပဲထေးရမယ်။နောက်တစ်ခုတသွေးတတန်ဒမင်တဲ့ဖြီးရမယ်ပေါ့နော်။တပ်ပေါင်းစုပေါ့နော်။တပ်ပေါင်းစုဖြစ်ဖို့အတော့ပဲလိုအပ်နေတယ်လို့ပြောပါရယ်။တစ်ဆက်နှစ်ဆက်ခုနှစ်စစ်စင်ကြီးထောစစ်ဟာမန္တလေးမြို့နယ်မိုင်20လောက်သာကွာဝေးတဲ့မတရားမြို့နယ်ထဲကုန်ရောက်လာခဲ့ပြီးမန္တလေးနယ်မိုင်60ဝန်းကျင်အကွာကစင်ကူးမြို့ကိုလည်း PDF တွေကတိုင်ပိုက်နိုင်နေပါဗျ။ အလားတကူကရီနီတာတို့ရဲ့တထောင်တရာတစ်စစ်တစ်စင်ကြီးနဲ့အတူနေပြီးတော့ရဝင်ပေါ့မိုးပြရဲ့အထိရောက်လာချိန်မှာတော့တရုတ်ဘက်ကတိတာတဲ့ shock ဖဲမှုတွေတိုင်းတိုင်းလက်နက်ကင်တွေအပေါ်ချိန်ရောက်မှုတွေပြုတ်လောက်လာတာပါ2024ခုနှစ်20ပိုင်းမှာတော့တရုတ်ရဲ့ဂျာဝင်စစ်ဆက်မှုနဲ့ကူမန်မြို့မှာ hiking တဘောတူညီချက်ကိုစစ်ကောင်စီတပ် MNDAA နဲ့ TNLA တို့လက်မှတ်ရေးထိုးခဲ့ကြသလိုတရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်းမြန်မာပြည်ကိုလာရောက်ခဲ့ပါတယ် 2025ခုနှစ်ထဲမှာတော့စစ်ပွဲလူရဲ့နောက်ွယ်မှာကူညီဖေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တရုတ်ကဝအဖွဲ့ UWSB နဲ့လူပုဂ္ဂိုလ်တွေရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆီးပြီးအကြက်ကိုကိုင်လာပြန်ပါတယ်။တဖက်မှာလည်းကိုကန်တက် MNDAA ကသူတို့ရဲ့အဓိကပန်းနိုင်ဖက်တဲ့လောက်ကైအပါဝင်မြို့ပေါင်း70မြို့ကိုသိမ်းပိုင်နိုင်ခဲ့ပြီးဟိုပန်းနဲ့ပန်းလုံးမြို့တွေကိုဝါအဖွဲ UWSAC လွှဲပြောင်းပေးခဲ့ပါရဲ့ ဒါအတူနေဆက်တင်ငင်ရေးကုံသွေးရဲလမ်းကြောင်းပြန်ဖောက်ဖို့နဲ့စစ်တပ်ကိုလိုလားတဲ့တရုတ်ရဲ့ဂျာဝင်မူကြောင့်လာရှိုးကို ပြန်ပေးပြီး အပိယက်ခဲ့ကြပါတယ်။ရှမ်းတောင်မှာတိုက်ပွဲတွေငင်းလာပေမဲ့အာရခတက်တော့အေအေကတော့တဆင်နက်စစ်ခုနဲ့စစ်စင်ရေးရဲ့အရှင်ကိုယူပြီးအဓိကစစ်မျက်နှာခစ်တဲ့ရခိုင်မှာမြို့နယ်ပေါင်း၁၇ခုရှိတဲ့အထက်၁၄မြို့နယ်ကိုတင်ပိုက်နိုင်ပေကခုချိန်ထိဆက်လက်ထိ ंछ ုပ်ထားပါတယ်။အခုတခါ လက်ချက်မျိုးထိတဲ့စစ်တွေနဲ့ကြောက်ဖြူကိုဝိုင်းပတ်ထားတယ်လို့ရခိုင်ပြည်နယ်ရဲ့ဝင်ပေါက်တွေကိုလည်းပိတ်ဆို့တိုက်ခိုက်နေပါတယ်။အချက်တွေ့နေရတာကတော့ TNL ဖြစ်ပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်ကြောင့်နောင်ချိုကြောက်မဲနဲ့တီဘောမျိုးတွေကိုပြန်ပေးလိုက်ရတယ်လို့မိုးကုတ်ဘက်ကလည်းစစ်ရဲရချိန်ချောက်ခံနေရပါတယ်။စစ်စင်ရဲ့ညံ့ညက်ပြင်းချိန်မှာတော့ညီနောင်တိုးဖွဲ့ရဲ့ခြေလမ်းတွေတပြေးညီမဖြစ်တော့သလိုစစ်မျက်နှာတွေလည်းပြောင်းလဲလာတာတွေ့ရပါတယ်။ ISP မြန်မာမှာဦးအောင်သူငင်းကအခုချိန်မှာ ကိုခန့်ကရက်ပြီးဆိုပြီးရက်လိုက်တယ်။အေအေကကြတော့သူ့ဘာသာသူဆက်တိုက်နေတာမျိုးရှိတယ်။အဲ့တော့စီရင်မဟာမိတ်ဆိုတာအချိန်တစ်ခုလောက်ထိပဲအလုပ်ဖြစ်နိုင်တယ်ပေါ့ဗျာ။နောက်တစ်ခုကြတော့ကျွန်တော်တို့တအားပလောင်ပေါ့။သူတို့ကတက်ကို အစမတန်ချိန်တိုးအတွင်မှချဲ့မယ်။နောက်တစ်ခုက နေမြေကို အတင်းတိုးချဲ့ဖို့စူးစမ်းမယ်နောက်တစ်ခါကျတော့ဒီလိုမျိုးကိုယ့်ရဲ့အင်အားကိုအလင်းမြန်ပေါ့ဗျာ ဒီလိုတိုးချက်လာရင်ဘေးမှာရှိတဲ့မဟာမိတ်တွေနဲ့ပုတ်တိုက်မှုတွေဖြစ်မယ်။နေမြေပြဿနာတွေဖြစ်မယ်ဆိုတဲ့ဟာမျိုးကဒါအစောကြီးတည်းကရေးထားပြောထားကြတာတွေရှိပါတယ်။ကျွန်တော်ထင်တယ်သူတို့အဲ့ဒီကိစ္စမျိုးတွေနားထောင်တာအားနည်းတယ်လို့ထင်ပါတယ်လို့ပြောပါတယ်။ဒီလိုပြောင်းလဲမှုတွေရဲ့နောက်ွယ်မှာ ပထဝီနိုင်ငံရဲ့အကျိုးစီးပွားတွေအထူးသဖြင့်တရုတ်ရဲ့ပါဝင်ဆွတ်ဖက်မှုကအဓိကကြကြောင်းလေလာသူတွေကတညီနွဲ့ပြောကြပါတယ်။ ဒါကြောင့်ပဲစစ်တပ်ကိုဖြိုးချနိုင်တော့မလားလို့မျော်လင့်ကြတဲ့အထိအစကောင်းခဲ့တဲ့၁၀-၂၀ခွန်စစ်စင်ရေးဟာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြည်ယုံရဲ့မြန်မာစစ်တပ်အပေါ်ငွေကြေးလက်နက်နည်းပညာနဲ့ထောက်ပံ့ပေးမှုတွေကြောင့်မျိုးတွေကို ပြန်ပြီးလက်လွတ်လာရတာတွေ့ရပါတယ် အခုချိန်ထိဆိုရင်လာရှိုးနောင်ချိုကြောင်မဲတီဘောတပိတ်ချင်းမိုးပြေဒီမော့ဆူမျော်တွေကိုပြန်လေလွတ်လွတ်လာရပြီမြဲနွေဦးတော်လနီဟာအဆုံးသတ်မဲ့အခြေအနေမရှိသေးဘူးလို့နိုင်ငံရေးလေးလာတုံးတက်သူဦးတန်းစိုးနိုင်ကတုံးတက်ပါတယ်ပြောချင်တာကအဲ့ကကကြောက်ဖြူနဲ့တူတီဦးရဲ့အချိုးစီဝါပြတ်သုံးဖို့အတွက်ကြီးမားလက်ချမ်းချောက်မှုကြီးဖြစ်လာနိုင်တဲ့အနေအထားလေးရှိပါတယ်အဲ့လိုအခြေအနေမှာ KIA ကလည်းတစ်ဖက်ကဘန်းပေါမျိုးတိမ့်တိုက်ကွေးနဲ့မြောက်ပိုင်းကိုစီးမိုးနိုင်လို့ရှိရင်ကျွန်တော်တို့ဗမာပြည်ရဲ့အခြေအနေဟာຫນွေဥတော်လန်ရေးကိုဆက်ပြီးကိုအောင်ပွဲစီကိုတည်ဆောင်သွားနိုင်တယ်လို့ဗမာပြည်ဟာလည်းတောင်ချမ်းမြောက်ချမ်းပြည်ထနာရှိလာနိုင်တဲ့အခြေအနေရှိပါတယ်။ အရာတွေဖြစ်မလာဖို့အတွက်အဆုံးဖြတ်ကတော့ကျွန်တော်တို့တိုင်းရင်းသားအင်အားစုနဲ့အညာကဗမာအမျိုးသားအင်အားစုတွေညီညီညွတ်ညွတ်ပေါင်းစည်းပြီးတော့ຫນွေဥတော်လာရေးတဲ့အဆုံးသတ်အောင်ပွဲအဖြစ်နှပြီးတော့တိမ့်ပိုက်နိုင်တဲ့ကြိုးပမ်းမှုအောင်မြင်လို့ရှိရင်ကျွန်တော်တို့ပွဲပြီးမယ်လို့မျှော်လင့်တဲ့အကြောင်းတင်ပြချင်ပါတယ်လို့ပြောပါတယ်ဒါကြောင့်တဆက်ဆက်နဲ့စစ်ခွန်မှာစစ်တပ်ကိုအကြီးအကျယ်ထိနာစေခဲ့ပြီးမြဲတရုတ်ရဲ့ဆွတ်ဖတ်မှုကြောင့်ညီနောင်သုံးဘွဲ့ပေါ်တက်ရက်လာတဲ့ဖိအားတွေနဲ့စစ်မျက်နှာမတူညီမှုတွေကြောင့်အောင်ပွဲအချိန်ဟာရှမ်းမြောက်မှာရပ်တန့်သွားခဲ့ပါတယ် ဒီဖီယက်ဟာစစ်ကောင်စီကိုအသက်ရှူပေါင်းတစ်ခုပေးလိုက်တယ်လို့ခက်ခဲပြီးရှမ်းမြောက်ကတပ်တွေကိုရခိုင်နဲ့ကချင်ဒါမှမဟုတ် PDF တွေအားကောင်းရာနိုင်ငံအလဲပိုင်းကိုပြန်လည်အင်အားဖိတင်းစေနိုင်ခဲ့ပါတယ်။ဒါအတူတိုင်းဒါလက်နက်ခိုင်တွေရဲ့ကိုပိုင်နိုင်ငံရေးပန်းတိုက်တွေနဲ့တရုတ်ရဲ့ပထဝီနိုင်ငံရေးလွှမ်းမိုးမှုတွေကြားမှာရှုပ်ထွေးစွာချိတ်ဆက်နေပြီးဒီအချိန်ဟာနှွေးဦးတော်လန်ရဲ့အတွာအနာဂတ်စင်ချုံမှုတွေရဲ့အနေနဲ့ဖြစ်လာစေတဲ့အကြောင်းနားလည်ရပါတယ်။